အင်ဂௌဒရာနိကေဘုံနရာဇာဝေအိဋ္ဌတုထိုအခါမြတ်စွာဘုရားထံသို့ချင်းကပ်၍ရှ िख ိုးလျက်တခုသောနေရာ၌ထိုင်နေသောအနာတဖိန်တထေးအားမြတ်စွာဘုရားသည်ဒါယကအလိုရှိအပ်နှစ်သက်အပ်မျက်နိုးအပ်သည်ဖြစ်၍လောက၌ရခဲ့သောတရားတို့သည်ဤငါးမျိုးတို့သည်အဘယ်ငါးမျိုးတို့နည်းဟုမူဒါယကာ အသက်ရှိခြင်းသည်အလိုရှိအပ်နှစ်သက်အပ်မျက်နှာအပ်၍လောက၌ရခဲ့၏အစင်းလာခြင်းသည်အလိုရှိအပ်နှစ်သက်အပ်မျက်နှာအပ်၍လောက၌ရခဲ့၏ချမ်းသာခြင်းသည်အလိုရှိအပ်နှစ်သက်အပ်မျက်နှာအပ်၍လောက၌ရခဲ့၏အချေရများခြင်းသည် အလိုရှိအနှစ်သက်အမြတ်노အပ်၍လောက၌ရခဲ့၏နတ်ပြည်တို့သည်အလိုရှိအနှစ်သက်အမြတ်노အပ်ကုန်၍လောက၌ရခဲ့ကုန်၏ဒါယကအလိုရှိအနှစ်သက်အမြတ်노အပ်ကုန်၍လောက၌ရခဲ့သောတရားတို့သည်ဤငါးမျိုးတို့သည်ဒါယကအလိုရှိအနှစ်သက်အမြတ်노အပ်ကုန်၍ လောက၌ရခဲ့သောဤတရားငါးမျိုးတို့ကိုနှုတ်ဖြင့်တောက်တကြီးဟုသောအကြောင်းကြောင့်၎င်းစိတ်ဖြင့်တောက်တကြီးဟုသောအကြောင်းကြောင့်၎င်းရာဤဟုငါမဆိုဒါယကအလိုရှိအပ်နှစ်သက်အပ်ညနိုးအပ်ကုန်၍လောက၌ရခဲ့သောဤတရားငါးမျိုးတို့ကို နှုတ်ဖြင့်တောက်တကြီးဟုသောအကြောင်းကြောင်းတော်၎င်းစိတ်ဖြင့်တောက်တကြီးဟုသောအကြောင်းကြောင်းတော်၎င်းရာသည်ဖြစ်ခဲ့မူဤလောက၌အဘယ်သူသည်အဘယ်သို့သောအရာမှရုံလျောနိုင်တော်အံ့နီဒါယကအရိယာတပီးသည် အသက်ရှိခြင်းကို အလိုရှိသည့်ဖြစ်၍အသက်ရှိခြင်းကိုနှုတ်ဖြင့်တောက်တခြင်းက၎င်းစိတ်ဖြင့်နှစ်သက်ခြင်းက၎င်းမထိုက်ဒါယကအသက်ရှိခြင်းဤအကြောင်းကြောင့်လေအသက်ရှိလို့သော အရိယာတတိသည်အသက်ရှိခြင်းကိုဖြစ်စေတတ်သည့်အကျင့်ကိုကြည့်ရမည်မှန်၏ထိုအရိယာတတိသည် ြည့်အပ်သောအသက်ရှိခြင်းကို ဖြစ်စေတတ်သည့်အကျင့်သည်အသက်ရှိရန်ဖြစ်၏ထိုသူသည်နတ်သက်ရှိခြင်းကိုသော၎င်းလူသက်ရှိခြင်းကိုသော၎င်းရနိုင်၏ဒါယကအရိယာတပည်သည်အစင်းလာခြင်းကိုအလိုရှိသည့်ဖြစ်၍အစင်းလာခြင်းကိုနှုတ်ဖြင့်တောက်တခြင်းက၎င်းစိတ်ဖြင့်နှိမ့်သက်ခြင်းက၎င်းမထိုက်ဒါယကာ အစင်းလာကြီးဤအကြောင်းကြောင့်လေအစင်းလာလို့သောအရိယတပည်သည်အစင်းလာခြင်းကိုဖြစ်စေတတ်သည့်အကျင့်ကိုကျင့်ရမည်မှန်ဤထိုအရိယတပည်သည်ကျင့်အပ်သော အစင်းလာခြင်းကိုဖြစ်စေတတ်သည့်အကျင့်သည်အစင်းလာရန်ဖြစ်ဤထိုသူသည်နတ်အစင်းလာခြင်းကိုတော်၎င်းလူအစင်းလာခြင်းကိုတော်၎င်းရနိုင်ဤဒါယက အရိယာတပည်သည်ချမ်းသာခြင်းကို အလိုရှိသည်ဖြစ်၍ချမ်းသာကိုနှုတ်ဖြင့်တောက်တခြင်းငှာ၎င်းစိတ်ဖြင့်နှစ်သက်ခြင်းငှာ၎င်းမထိုက်ဒါရကချမ်းသာကြီးအကြောင်းကြောင့်လေချမ်းသာကိုလိုသော အရိယာတပည်သည်ချမ်းသာကိုဖြစ်စေတတ်သည့်အကျင့်ကို ကြည့်ရမည် မှန်၏ထိုအရိယာတပီးသည်ကြည်အပ်သောချမ်းသာစေတတ်သည့်အကျင့်သည်ချမ်းသာကိုရခြင်းဟာဖြစ်၏ထိုသူသည်နတ်ချမ်းသာကိုသော၎င်းလူချမ်းသာကိုသော၎င်းရနိုင်၏ဒါယကအရိယာတပီးသည်အချံယံကိုအလိုရှိသည်ဖြစ်၍အချံယံကိုနှုတ်ဖြင့်တောက်တခြင်းဟာ၎င်းစိတ်ဖြင့်နှိမ့်သက်ခြင်းဟာ၎င်းမထိုက် ဒါရက်ကအချယ်ရံများကြီးဤအကြောင်းကြောင့်လေအချယ်ရံကိုလိုသောအရိယာတပည်သည်အချယ်ရံကိုဖြစ်စေတတ်သည့်အကျင့်ကိုကျင့်ရမည်မှန်၏ထိုအရိယာတပည်သည်ကျင့်အပ်သော အချယ်ရံကို ဖြစ်စေတတ်သည့်အကျင့်သည်အချယ်ရံကိုရခြင်းငါဖြစ်၏ထိုသူသည်နတ်အချယ်ရံကိုတော်၎င်းဒူးအချယ်ရံကိုတော်၎င်းရနိုင်၏ ဒါရက်ကအရိယာတပည်သည်နတ်ပြည်သို့ရောက်လို့သည်ဖြစ်၍နတ်ပြည်ကိုနှုတ်ဖြင့်တောက်တခြင်းငါ၎င်းစိတ်ဖြင့်နှစ်သက်ခြင်းငါ၎င်းမထိုက်ဒါရက်ကနတ်ပြည်တို့၏အကြောင်းကြောင့်လည်းနတ်ပြည်ကိုလိုသောအရိယာတပည်သည်နတ်ပြည်၌ဖြစ်စေတတ်သည့်အကျင့်ကိုကျင့်ရမည်မှန်၏ထိုအရိယာတပည်သည်ကျင့်အပ်သော နတ်ပြည်၌ဖြစ်စေတတ်သည့်အကျင့်သည်နတ်ပြည်ကိုရခြင်းငါဖြစ်၏ထိုသူသည်နတ်ပြည်ကိုရနိုင်၏ဟုမိန်တော်မူ၏အသက်ရှည်ခြင်းကို၎င်းအစင်းလာခြင်းကို၎င်းအချင်းရဲများခြင်းကို၎င်းကြော်စောခြင်းကို၎င်းနတ်ပြည်သို့ရောက်ခြင်းကို၎င်းမြင့်မြတ်သော အမျိုးရှိသည့်ဤအဖြစ်ကို၎င်းအစင်းစင်မြင့်မြတ်သောမွေးလျော်ဝဲတို့ကို၎င်း တောင်းတသောအမျိုးကောင်းသားသည်ကောင်းမှုကုသိုလ်တို့၌မမေ့မလျော့ရာကောင်းမှုတို့၌မမေ့မလျော့ခြင်းကိုပညာရှိတို့ချီးမွမ်းကုန်၏မမေ့မလျော့သောပညာရှိသည်အကျိုးနှစ်ပါးတို့ကိုရနိုင်၏မြတ်မောဘွား၌ဖြစ်သောအကျိုးစီးပွားတမလွန်ဘွား၌ဖြစ်သောအကျိုးစီးပွားဟုသော အကျိုးနှစ်ပါးကိုရခြင်းကြောင့်ပညာရှိကိုပဏိတဟူ၍ဆိုအပ်၏